အားလုံးပဲမင်္ဂလာပါမချင်းမင်းနစ်ကနေပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာမချင်းမင်းနစ်ပရိသတ်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ Despicable Me 3 2017ရုပ်ရှင်လေးပဲဖြစ်ပါရင် AVA agent အလုပ်ပြုတ်သွားတဲ့ Gru ကသူ့ရဲ့အမှောင်အကိုနဲ့အတူတူအရင်လိုမျိုး villain ပြုတ်လုကြမှာပဲဖြစ်ပါရင်အစင်သစ်ဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်လားဗျာကျွန်တော်ကတော့ထုံးစံအတိုင်းစီစဉ်တင်ဆက်သူဆက်ပဲဖြစ်ပါရင် လူစိုးလီပရက်ဆိုတဲ့အစီအစဉ်က1985ခုနှစ်ရဲ့အအောင်မြင်ဆုံးအစီအစဉ်တစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီအစီအစဉ်မှာဘက်ဒစာဘရက်ကလူဆိုးလေးဖြစ်နေကိုမှကဘာကြီးကိုတင်ပိုင်မဲ့ညံကြီးရှင်ဖြစ်ကိုမှတရုတ်ဆောင်ထားတာပဲဖြစ်ပါရင်ကဘာတဝမ်းကလူတွေအများကြီးကလည်းသူ့ကိုကြိုက်ကြပြီးတော့သူက1989ခုနှစ်ရဲ့အချော်ကြဆုံးတရုတ်ဆောင်တစ်ယောက်ဖြစ်ခဲ့ပါရင်ဒါပေမဲ့လို့ဒီနေ့မှာတော့ဘရက်က ယူကြီးတယောက်ဖြစ်လာခဲ့ပြီးတော့သူကလေးတရုတ်ဆောင်နေရမှာမတင်တော်တော်တဲ့အတွက်ဟောလိဝုဒ်ကသူ့ရဲ့စကားကိုပယ်ချလိုက်ပါသူအောင်မြင်မှုကလည်းချက်ချင်းကိုမှကြာဆင်းသွားခဲ့ပြီးတော့ပရိတ်သတ်တွေကတော့မှမရှိတော့ဘူးဖြစ်သွားခဲ့ပါရင်ဘရက်ကအဲ့ဒီအတွက်ကိုတော့မှအရန်ကိုဒေါတာထွက်ခဲ့ပြီးတော့သူတရုတ်ဆောင်ခဲ့တဲ့ဖီလေးပုံစံမျိုးအပြစ်မှတကယ်လှုပ်လာပါတော့ရင်အခုချိန်မှာတော့ဘရက်ကတမိုင်းမှာတော့မကြဘူးသေးတယ်တင်မော့ကိုတများတိုက်တဲ့အစီအစဉ်လုံးမှာပဲဖြစ်ပါရင်ဘရက်ကသူ့ရဲ့ PK တနက်နဲ့တင်မော့ပေါ်ကအဆောင်တွေကိုဖမ်းဆီးလိုက်ပြီးတော့ လမ်းရှင်းသွားတဲ့ခါမှာတော့ကမ္ဘာကြီးဆုံးစိန်နှုန်းဖြစ်တဲ့ဒူမုစိန်နှုန်းကြီးထားတဲ့စီကိုဝင်သွားခဲ့ပါတယ်။ AVA အေဂျင့်တွေကလည်းအဲဒါကြောင့်အလို့ရှုပ်သွားခဲ့ကြပြီးတော့ဆိုင်လက်ကဘရက်ကိုဖမ်းဖို့အတွက်အနီးအနားမှာရှိနေတဲ့ဂရုနဲ့လူစီရုတ်ကိုခေါ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဘရက်ကတော့စိန်နှုံးထည့်ထားတဲ့တတ်ထုမီကန်တက်တာကြီးကိုရေရွချိုးနဲ့ကိုမှဖျက်ဆီးလိုက်ပြီးတော့အထက်ကစိန်နှုံးကိုယူလိုက်ပါရင်အဆောင်တွေအလုံးကလည်းရောက်ရှိလာခဲ့ပြီးတော့သူ့ကိုတားဖို့ကြိုးစားပေမဲ့လည်းဘရက်ကတော့သူ့ရဲ့ကုဘတုံးကိုပြစ်လိုက်တာကြောင့်အဆောင်တွေကလည်းသူ့ကိုမျက်ခြေပြတ်သွားခဲ့ပါရင် ဂရုကလည်းလူစီတို့ကဘရက်ကိုဖမ်းဖို့အတွက်ကိုမှရေပေါ်ဆိုင်ငယ်စီးပြီးတော့တင်မောနာကိုရောက်လာခဲ့ကြပါသည်။သူတို့တင်မောပေါ်ကိုတက်လိုက်ကြပြီးတော့မီနီယံလေးတွေကတော့ကဲကြီးတစ်ခုပေါ်ကိုချသွားခဲ့ပါသည်။ဘရက်ကဂရုကိုတွေ့တော့အញ្ញံဆုံး feeling ကနေအញ្ញံဆုံး agent ဖြစ်သွားတာပဲဆိုပြီးတော့ပြောလိုက်ခဲ့ပါသည်။ဂရုကတော့သူ့ကိုတိုက်ခိုက်လိုက်ပေမဲ့လို့ဘရက်ကတော့အကတိုက်ကွက်တင်တဲ့ကိုမှရှောက်နေတာကြောင့်ဂရုကလည်းသူ့ရဲ့မျက်နှာတက်တဲ့ကိုပဲထိုးလိုက်ပါဘရက်ကလည်းလဲကျသွားတဲ့နောက်မှာတော့ဂရုကသူ့လက်ထဲကစိန်တုံးကိုယူလိုက်ပြီးတော့အေဂျင့်တွေကိုခေါ်လိုက်ပါတယ် အလုပ်ပြီးပြီလို့ထင်နေတော့မှပဲဘရက်ကပြန်ထလာပြီးတော့သူ့ရဲ့ဂီတာအစွမ်းနဲ့ဂရုကိုအဝင်းလွှဲအောင်လို့လှုပ်လိုက်ပါ යි ဂရုကလည်းအင်းကြီးတွေအလုံးကျွတ်သွားပြီးတော့အီယာမပီကဲနဲ့ညှိပြီးတော့တွဲလောင်းဖြစ်နေခဲ့ပါ යි မီနီယံလေးတွေကတော့ကန်ကြီးပေါ်မှာပါတီပွဲကျင်းပနေကြပါ යි ဂရုကဘရက်ကိုလွတ်သွားပေးမယ်လို့မရှင်ရဲ့အရေးကြီးဆုံးအပိုင်းဖြစ်တဲ့စိတ်နှုံးကိုတော့ပြန်ရလာခဲ့ပါ යි နောက်နေ့မှာတော့ဂရုနဲ့လူစီကလည်း AV ရဲ့ဌာနကိုသွားဖို့ထွက်လာခဲ့ကြပြီးတော့သူတို့ကားပြီးမှမိုးစေးနဲ့လူကြီးရဲ့ကားကသူတို့ကိုလာရှင်နေခဲ့ပါ යි ဂရုကလည်းသူ့ရဲ့ဖီလင်းလေးကျင်ကန်လေးနည်းနည်းလုံနေတဲ့အနေနဲ့မုတ်ဆိတ်ကြီးနဲ့လူကြီးရဲ့ကားကိုနည်းရစီကိုပြစ်ထုတ်လိုက်ပါ යි ။ဂရုကလည်းသူ့ဘရက်ကိုလွတ်သွားရတဲ့အတွက်ကိုမှစိတ်တူပြီးတော့ကိုကိုကိုအပြစ်တင်နေခဲ့ပါ යි ။ဂရုကလည်းသူ့နောက်တစ်ချိန်ကိုမှဘရက်ကိုတွေ့ရင်သူ့ရဲ့မျက်နှာကိုထိုးပစ်မယ်လို့ကြေငြာနေခဲ့ပါ යි ။အရင်နေ့မနက်မှာတော့ AVA အဖွဲ့ရဲ့ရေးပေါ်အစည်းအဝေးကျင်းပပြီးတော့ Silent ကလည်းသူ့ခေါင်းဆောင်ဖြစ်ကနေကိုအလုပ်ထွက်တော့မယ်လို့ပြောလိုက်ပါ යි ။ခေါင်းဆောင်အစ်တင်နေ Valerie Davinci ဆိုတဲ့သူကိုမိတ်ဆက်ပေးလိုက်ပါ යි ။ ူကတော့ဆိုင်းလက်အဖွဲ့သားတွေကိုတေချာအောင်လို့မနှုတ်ဆက်ရသေးခင်မှာပဲအတင်းမောင်းထုတ်လိုက်ပါပြီးတဲ့နောက်မှာတော့ဂရုကဘာလို့လဲဆိုပြီးတော့မေးလိုက်ပြီးတော့အဲ့ဒီချိန်မှာပဲဂရုကိုသူ့သမီးတွေကဖုန်းဆက်လာခဲ့ပါဖုန်းတန်ချောင်းတတိထားမိသွားခဲ့ပြီးတော့ဗီလာရီစီလိုက်လာခဲ့ပါသူကတော့ AVL လိုချင်ဆုံးဖြစ်နေတဲ့ feeling ကိုလွတ်အောင်လုပ်လိုက်တဲ့အတွက်ဂရုကိုပြစ်တင်လိုက်ပါဂရုကတော့သူ့စိတ်နှုံးကိုတော့ပြန်ရလာခဲ့ပြီးတော့လူစိုးကိုဖမ်းဖို့လဲအရင်နှိမ့်ဆက်နေပြီလို့ပြောလိုက်ပါတယ်။ဒါပေမဲ့လို့ဖီလာဘရီကတော့ဂရုကိုအလုံးထုတ်ပစ်လိုက်ပြီးတော့ ဂရုကိုလှုပ်ထုတ်ခြင်းရင်သူ့ကိုပါထုတ်လို့ပြောတဲ့လူစီကိုလည်းအလုပ်ထုတ်လိုက်ပါဂရုနဲ့လူစီရောကလည်းသူတို့ရဲ့ပစ္စည်းတွေယူပြီးတော့လင်းရပေါ်ကားကိုကန်ချခံလာရပါတယ်။သူတို့အိမ်ပြန်ရောက်တဲ့အခါမှာတော့အိမ်ကားပွင့်ပြီးတော့မှောင်မဲနေတာကိုတွေ့တဲ့အတွက်အိမ်ထဲကိုတတိထားဝင်လိုက်ကြပါတယ်။အထက်ရောက်တဲ့အခါမှာတော့သူတို့ကမျက်စိအုပ်အဖမ်းခံလိုက်ရပြီးတော့အနောက်ချန်ထဲခေါ်သွားတာကိုခံလိုက်ရပါတယ်။တကယ်တော့သူတမီးတွေနဲ့မီနီယံလေးတွေကသူတို့ဟန်နီမွန်းမထွက်ရသေးတဲ့အတွက်သူတို့ကိုချန်ထဲမှာပွဲလေးတစ်ခုကိုလှုပ်ပေးတာပဲဖြစ်ပါတယ်။သူတို့ကတစ်ပင်အိမ်လေးပေါ်တက်လိုက်ကြပြီးတော့ က်ကနစ်ကလည်းသူချက်ထားတဲ့ညစာလေးတွေကိုကြွေလိုက်ပိုင်းညစာထဲမှာဂျယ်လီဘာပါနေပေမဲ့ဂရုကတော့သူသမီးစိတ်ချမ်းသာအောင်လို့တေးခန်စားလိုက်ပိုင်းအရင်နောက်မှာတော့ကလေးတွေကသူတို့ကိုအလို့အခြေအနေတွေကိုဘလို့လဲဆိုပြီးတော့မေးလိုက်ကြပြီးတော့ဂရုကသူတို့ AVM မှာထပ်မလုပ်တော့ဘူးဆိုတာကိုပြောပြလိုက်ပိုင်းကောင်မလေးတွေကစိတ်ပူသွားကြပေမဲ့လူစီကသူတို့မကြခင်မှာပဲအလို့တစ်ခုကိုထက်ရမှာပါလို့နှစ်သိမ့်လိုက်ပိုင်းယုတ်တယက်မဲကဂရုကိုဖုန်းခေါ်လာခဲ့ပိုင်း ကရူလို AVL အေဂျင့်မလုပ်တော့တာကိုတည်သွားတဲ့အတွက်မီနီယန်လေးတွေကသူတို့အရင်လိုမျိုးဖီလင်အလုပ်ကိုပြန်လုပ်ရတော့မယ်ဆိုပြီးတော့ပြောနေကြပေမဲ့လို့ဂရူကတော့ဖီလင်အလုပ်ကိုထပ်မလုပ်တော့ဘူးလို့ပါပြောလိုက်ပါ යි မီနီယန်လေးတွေကဂရူကိုဖီလင်ပြန်လုပ်ချင်အောင်လို့ဖြောင်းဖြားဖို့ကိုအရင်ကရာဆွေးမှုတွေလုပ်ပြီးတော့ပြောခဲ့တဲ့ပုံတွေကိုပြန်ပြလိုက်ခဲ့ပါ යි ဒါပေမဲ့လို့ဘလို့အရာကောင်းမှဂရူကိုဖီလင်ပြန်လုပ်ချင်စေဖြစ်အောင်လို့မဖြောင်းဖြားနိုင်တော့တာကိုတည်သွားခဲ့တဲ့အတွက်မီနီယန်လေးတွေအားလုံးကလည်းအလုပ်ထွက်သွားခဲ့ကြပါ යි ဒေးဗ်နဲ့ဂျယ်ရီတို့ကလည်းနောက်ဆုံးမှရောက်လာခဲ့ကြပြီးတော့ဘာမှကိုမတိလိုက်ရတဲ့အတွက်ကိုကြံ့နေခဲ့ကြပါတယ်။ group ပြန်ယူလာခဲ့တဲ့စိန်နှုန်းကို Paris ပြားတိုက်တစ်ခုမှာတေချာတင်ထားခဲ့ပြီးတော့အဲ့ဒီကိုယတနာစစ်တဲ့ Mr. Pompat ကရောက်ရှိလာခဲ့ပါတယ်။သူကတော့ Brett ကပြန်ယူလာတဲ့စိန်ကတကယ်အစ်စ်ဟုတ်မဟုတ်ကိုဆက်လိုက်ပြီးတော့စိန်ကအစ်စ်မှန်းတေချာသွားတဲ့အခါမှာတော့အဆောင်တွေအလုံးကိုလည်းမေးစေးနဲ့ပြစ်လိုက်ပါတယ်။တကယ်တော့သူက Brett ပဲဖြစ်ပြီးတော့ Mr. Pompat ရောင်ဆောင်ထားတဲ့အနေနဲ့မျက်နှာဖုံးတက်ထားတာပဲဖြစ်ပါတယ်။ အားလုံးမေးလဲသွားတဲ့နောက်မှာတော့ဘရက်ကသူ့ရဲ့မျက်နှာဖုံးကိုချွတ်လိုက်ပြီးတော့စိန်တုံးကိုယူလိုက်ပါတယ်။ပြီးတော့သူကမှန်မျက်နှာချက်ကိုခွဲလိုက်ပြီးတော့အဲဒီကနေထွက်သွားခဲ့ပါတယ်။လူစီကကလီမလေးတွေအခန်းထဲကိုဝင်ပြီးတော့သူတို့အိတ်နေပြီလားဆိုတာကိုကြည့်လိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့မြေရောက်ထက်မှာတယောက်တည်းထိုင်နေတဲ့ group ကိုဘာလို့တယောက်တည်းထိုင်နေတာလဲဆိုပြီးတော့မေးလိုက်ပါတယ်။ group ကတော့ခုလူတွေဖြစ်ပြီးတဲ့နောက်မှာသူ့ကိုသူအပြစ်ရှိတယ်လို့ခန်းစားနေရတဲ့အတွက်လူစီကသူ့ကိုနှစ်သိမ့်ပေးလိုက်ပါတယ်။ညာအချိန်ပြင်ပတ်မှာတော့မီနီယံလေးတွေကအိုဆူလိုက်အိမ်ကနေထွက်လာကြပြီးတော့လမ်းမှာ ဂရုရဲ့အိမ်ကိုရှာနေတဲ့အတွက်လူတယောက်နဲ့တွေ့ကြပါရင်မီနီယံလေးတွေကသူတို့ boss နာမည်ကိုကြားလိုက်ရတဲ့အတွက်အရန်ကိုမှဒေါသထွက်ပြီးတော့ထွက်သွားခဲ့ကြပါရင်နောက်နေ့မနေ့ရောက်တဲ့အခါမှာတော့ဂရုကသူ့ရဲ့အိမ်ရှိမှလာပို့ထားတဲ့တည်င်းစာကိုဖတ်လိုက်ပြီးတော့စိန်နှုန်းကိုဘရက်ကထက်ခိုးသွားပြီးဆိုတာကိုသိလိုက်ရပါရင်ဂရုကတော့အိမ်ရှိမှအကနက်တူးကြိုက်ဆို unicorn အယုတ်လေးရောင်းနေတာကိုတွေ့လိုက်ရပါရင်အကနေကတော့သူ့မိဘတွေအလုံးမရှိတော့တဲ့အတွက်ကိုမှသူတို့အကူအညီရအောင်လို့ပတ်စံရှာနေတာလို့ပြောပြလိုက်ပါတယ်။ ဂရုကတော့သူ့ရဲ့တမီးကိုအရန်ကိုခုံယူသွားပေးမယ်လို့အားလုံးအဆင်ပြေသွားမှာပါလို့ပြောပြီးတော့အကနဲ့ရဲ့အယုပ်လေးတွေကိုအိမ်ထဲကိုကူတင်ပေးလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲမင်းညားကဂရုအိမ်ကိုလိုက်ရှာနေတဲ့အဖိုးကြီးကရောက်လာခဲ့ပြီးတော့ဂရုကိုအရေးကြီးကိစ္စပြောစရာရှိတယ်လို့ပြောလိုက်ပါတယ်။ဂရုကတော့သူ့ကိုထွက်သွားဖို့ပြောလိုက်ပေးမယ်လို့သူကညင်နေတဲ့အတွက်ဂရုကတော့အဖိုးကြီးကိုဒုံးပြန်နေကိုလွှတ်လိုက်ပါတယ်။မင်းညင်းငယ်ကြာပြီးတဲ့နောက်မှာတော့အဖိုးကြီးကပြန်ရောက်လာခဲ့ပြီးတော့သူ့ကိုသူ့ဖရစ်လို့မိတ်ဆက်လိုက်ပါတယ်။ခိုင်ကတော့ဖရစ်ရဲ့ခြေထောက်ကိုကိုက်ထားခဲ့ပါတယ်။ဖရစ်ကတော့သူကဂရုရဲ့အမွှာညီကို ဒရူရဲ့အိမ်ထင်းဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။အခုဒရူရဲ့ဖေကဆုံးသွားပြီဖြစ်တဲ့အတွက်ဒရူကသူ့ရဲ့ညီနဲ့တွေ့ကျင်လို့ဖရီဒိုနီယာစီကိုခေါ်ခိုင်းလိုက်တာလို့ပြောပြလိုက်ပါတယ်။ဂရူကတော့သူ့ဖေကငငယ်ကလေးကတည်သွားပြီဖြစ်ပြီးတော့ဘာကူမှမရှိဘူးလို့ပြောပြလိုက်တဲ့အတွက်ဖရစ်ကလည်းသူ့တို့ငငယ်တုန်းကပုံကိုပြလိုက်ပါတယ်။ဂရူကတော့အဲ့ဒီအကြောင်းသူ့မိကိုမေးဖို့အတွက်သူ့မိစီကိုတွားလိုက်ပြီးတော့ဂရူရဲ့အမေကရှေးကူးတင်နေတာကိုတွေ့လိုက်ရပါတယ်။ဂရူကလည်းသူ့မိကိုဓာတ်ပုံပြလိုက်ပြီးတော့သူ့မအမွှာညီကိုရှိရလားဆိုပြီးတော့မေးလိုက်ပါတယ်။ အဲ့ကိုကြားပြီးတော့ဂရုရဲ့မိကဒေါသထွက်သွားခဲ့ပါတယ်။ဂရုရဲ့မိကသူတို့ညီကိုနှစ်ယောက်ကိုမွေးပြီးရနောက်မှာပဲသူတို့အဖေနဲ့ကွာရှင်းလိုက်တာဖြစ်ပြီးတော့သူတို့နှစ်ယောက်ကကလေးတစ်ယောက်စီယူပြီးတော့ဘယ်တော့မှထပ်မတွေ့ဖို့ကိုကျေးဇူးခဲ့ကြတာလို့ပြောပြလိုက်ပါတယ်။ဂရုကသူ့မှာအမွှာရှိတာကိုတည်သွားတဲ့အတွက်ကိုအယံဆဲလို့ရှားသွားခဲ့ပြီးတော့သူ့ကိုနဲ့တွေ့ဖို့ဖရီဒိုနီးယားကိုသွားလိုက်ခဲ့ပါတယ်။သူတို့ရောက်တဲ့အခါမှာတော့ဝက်တီယာနဲ့ချီရှိနေတာကိုတွေ့လိုက်ရပြီးတော့အဲ့ဒီဝက်တီကဒရိုမီတာစုရဲ့စီးပွားရေးတစ်ခုလည်းဖြစ်ပါရင် ဝရကောင်ကဂရုကိုအိမ်ထိကိုမှရအောင်ပို့ပေးလိုက်ပြီးတော့အိမ်ထဲကိုဝင်လိုက်တဲ့ခါမှာတော့လူစီကလည်းအိမ်မင်းရဲ့ပေါ်ကဝက်ပုံတွေကိုကြည့်ပြီးတော့အံ့ဩနေခဲ့ပါ යි အဲ့ဒီအချိန်မှာပဲဂျိုကသူ့ရဲ့ညီကိုဂျိုဖို့ဆင်းလာခဲ့ပြီးတော့ဂရုကလည်းသူ့ကိုကိုတွေ့ရလို့ဝမ်းသာသွားခဲ့ပါ යි ဒါပေမဲ့လည်းသူကဂျိုစီမှာစပင်ရှိနေတာကိုတွေ့ပြီးတော့သူ့အမြဲအိမ်မက်မခဲရတဲ့စပင်တွေသူ့ကိုစီမှာရှိနေတဲ့အတွက်ကိုမနာလို့ဖြစ်သွားခဲ့ရပါ යි လူစီနဲ့ကလေးတွေကလည်းဂျိုကိုခင်နေကြတာကိုတွေ့ပြီးတော့ဂရုကလည်းပုံမနာလို့ဖြစ်သွားခဲ့ပါ යි ဂျိုကတော့သူ့စီမှာရှိတဲ့စင်ခန့်ရင်တွေအများကြီးကိုပြလိုက်ပြီးတော့ ဂရုကတော့လူစီကိုသူ့ကိုကိုတွေ့ရတာပြောပေမဲ့လို့အခုတော့လာရတာကိုမှားပြီထင်နေတဲ့အတွက်ကိုပြန်ချဖို့ပြောလိုက်ပါတယ်။လူစီကတော့သူ့ကိုကိုအခွင့်အရေးပေးဖို့ပြောလိုက်ပြီးတော့သူကကလေးရင်းနဲ့မြို့ဘက်ကိုထွက်သွားခဲ့ပါတယ်။သူတို့ညီကိုနှစ်ယောက်ကလည်းခြံထဲမှာလမ်းလျှောက်ထွက်ကြပြီးတော့လှုပ်ဝက်ပေါက်တစ်ခုတည်းကိုဝင်သွားခဲ့ကြပါတယ်။တကယ်တော့ဝက်ချန်လုပ်ငန်းဆိုတာကအယောင်ပြလုပ်ငန်းဖြစ်ပြီးတော့သူတို့ကဖီလင်းလုပ်တာပဲဖြစ်ပါတယ်။သူတို့ဖေကအတော်ဆုံးဖီလင်းဖြစ်ပြီးတော့ဒရုကိုလည်းအဲ့ဒီလိုမျိုးဖြစ်စေချင်ပေမဲ့လို့သူကဖီလင်းစွမ်းစားမရှိဘဲနဲ့ဂရုမှာပဲဖီလင်းရည်ချင်းတွေရှိနေတာလို့ပြောပြလိုက်ပါတယ်။ ရူကရတုကိုလူဆိုးဖြစ်အောင်လို့တစ်ပေးဖို့ဂရုကိုပြောလိုက်ပေမဲ့လို့ဂရုကရဒီလုတ်ကိုဆွန့်လွတ်လိုက်ပြီးဖြစ်တဲ့အတွက်ကိုမတင်ပေးနိုင်ဘူးလို့ပြောလိုက်ပါတော့တယ်။ဂရုကလည်းသူ့ညီစိတ်ပြောင်းသွားအောင်ပြဖို့ခလုတ်တစ်ခုကိုဖွင့်လိုက်တဲ့အခါမှာတော့ကျမ်းပြမှာအပေါကြီးတစ်ခုကပွင့်လာခဲ့ပြီးတော့ဒစ်ဖနဲ့ဂျယ်ရီတို့ပြင်ကိုမှဝက်ကောင်ပါအောက်ကျသွားခဲ့ပါတယ်။ခဏကြာမှာတော့အပေါထဲကရင်းမြန်တစည်းကထွက်လာခဲ့ပြီးတော့ဒစ်တို့ကလည်းအဲ့ဒါနဲ့အတူတူအပေါကိုရလာခဲ့ကြပါတယ်။ဂရုကလည်းရင်းမြန်ကြီးကိုသူ့ဖေရင်းမြန်ဖြစ်ပြီးတော့ဂရုကိုတူတူလိုက်စီးဖို့ကိုခေါ်လိုက်ပါတယ်။ ရင်ပြန်ကြီးမှလက်နက်တွေအများကြီးပါပြီးတော့တောင်ဆောင်တစ်ခုပေါ်ကနေကြာသွားခဲ့ပါ යි အောက်ကိုမကြခင်မှာပဲသူကရင်ပေါ်ကစူးကြွန်တွေနဲ့တောင်ဆောင်ပေါ်ကိုတွေ့တက်လိုက်ပြီးတော့တောင်ပေါ်ကနေကားလမ်းမပေါ်ပြန်သွားလိုက်ပါ යි မြို့ထဲမှာတော့လူစီရိုးကလည်း friend နဲ့တူတူ free donia မြို့ကတင်ခဲ့ပွဲတော်ကိုပတ်ကြည့်နေကြပါ යි အကနေနဲ့အီတီကတကြလုံးစားကျင်တဲ့အတွက်လူစီကသူတို့တယောက်တလုံးစားလို့ရအောင်လို့ပတ်ဆက်ပေးလိုက်ပေမဲ့လို့ကလေးတွေကတလုံးတည်းမလို့ဝမ်းနဲ့တွားခဲ့ကြပါ යි အဲဒါကြောင့်လူစီကလည်းသူတို့ကြိုက်တလားစားလို့ရအောင်လို့ပတ်ဆက်အထုတ်လိုက်ကိုပေးလိုက်ပါ යි မာကိုကလည်းလူစီကိုအမေတယောက်ဖြစ်ဖို့ခတ်ထန်ရမယ်လို့ပြောလိုက်ပါတယ်။လူစီကတော့သူကအခုအမေတယောက်ဖြစ်ဖို့ကိုတင်နေတုန်းဖြစ်ပြီးတော့မာကိုပြောတာကိုနားထောင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်လေးတွေကဒင်ကဲတုံးထည့်ထားတဲ့ပကံပြားကိုကန်ပြီးတော့ကောင်မလေးတွေကအဲ့ဒီဒင်ကဲကိုစားရတဲ့ပွဲတစ်ခုကိုတွေ့လိုက်ရပါတယ်။နီကိုဆိုတဲ့ကောင်လေးကလည်းသူ့ဒင်ကဲကိုပဲကောင်မလေးမှမစားတဲ့အတွက်ကိုမှဝမ်းနေနေတာကြောင့်လူစီကတော့မာကိုကိုအမေတယောက်ခတ်ထန်တဲ့ပုံစံမျိုးနဲ့ကောင်လေးစီကဒင်ကဲကိုသွားစားခိုင်းလိုက်ပါတယ်။ မာကိုကတော့တင်ကဲစားဖို့သူ့စီကိုရှောက်လာတာကြောင့်နီကိုကလည်းပျော်ပြီးတော့ပြန်ကားလိုက်ပိုင်းမာကိုကတော့တင်ကဲကိုစားလိုက်တာကြောင့်နီကိုကတော့အရန်ကိုမှပျော်သွားခဲ့ရပိုင်းအဲ့ဒီချိန်မှာပဲအကနေနဲ့အီတီတိုကပျောက်သွားတာကြောင့်လူစီကလည်းလန့်သွားခဲ့ပိုင်းအကနေကတော့ယူနီကွန်းပုံလောက်ထားတဲ့ဘားရီကိုအီတီနဲ့တူတူဝင်သွားခဲ့ပြီးတော့အထဲကယူနီကွန်းဂျိုလေးတွေကိုမြင်တဲ့အတွက်ကိုမှအရန်ကိုပျော်ရှင်သွားခဲ့ရပါတော့ရင်အီတီကတော့အဲ့ဒါကိုအတူးလို့ပြောလိုက်ပေမဲ့လို့ဆိုင်ရှင်ကအဲ့ဒီဂျိုကအစ်စ်ဖြစ်ပြီးတော့ ကဘာပေါ်မှာ unicorn တွေကျက်စားတဲ့တခုတည်းသောနေရာဖြစ်တဲ့ခရုတစ်တော်အုတ်ထဲကရလာတာလို့ပါပြောလိုက်ပါတယ်။အဲ့ဒီစကားကိုကြားတော့ဘာတွေကသူတွေကလည်းဝိုင်းရင်လိုက်ကြပြီးတော့အကနေကတော့အဲ့ဒီ unicorn လေးတွေကိုဘယ်လိုရှာရမလဲဆိုပြီးတော့မေးလိုက်ပါတယ်။ဆိုင်ရှင်ကတော့တနေ့မှနှလုံးသားဖြူစင်တဲ့ကောင်မလေးကအဲ့ဒီတော်အုတ်ထဲကိုရောက်လာပြီးတော့ unicorn ကအဲ့ဒီကောင်မလေးစီကိုလာခဲ့ရင်သူက unicorn ကိုထာဝရပိုင်ဆိုင်ရမယ်လို့ပါပြောလိုက်ပါတယ်။အကနေကတော့အရန်ကုန်မှပျော်သွားခဲ့ပြီးတော့အော်လိုက်တာကြောင့်ဆိုင်ရဲ့ပြတင်းပေါက်တွေကပါကွဲအပ်ကုန်ကြပါတယ်။ လူစီကလည်းအော်တန်ကိုကြားတော့ကလေးတွေအန်နေရဖြစ်နေတယ်ထင်ပြီးတော့ဘာရီကလူတွေအားလုံးကိုရိုက်လိုက်ပိုင်းလူတွေအားလုံးကိုရိုက်ပြီးမှသူ့သမီးကဘာမှမဖြစ်ပဲနဲ့အရန်ကိုပျော်နေလို့အော်လိုက်တာလို့တီသွားတဲ့အတွက်ကိုမှဘာရီကလူတွေကိုလည်းတောင်းပန်ပြီးတော့ထွက်သွားခဲ့ပိုင်းဘရက်ကလည်း1980တုန်းကသူ့ရဲ့ TV show ကိုပြန်ကြည့်နေရင်းနဲ့အရင်တုန်းကကလေးတွေကသူ့ကိုအရန်ကြိုက်ကြပြီးတော့သူ့ပုံစံအယုတ်တောင်မှထုတ်ထားကြတာကိုပြန်ကြည့်နေခဲ့ပိုင်းဟောလိဝုဒ်ကသူ့အစီအစဉ်ကိုပယ်ချခံလိုက်ရတဲ့အကြောင်းဘရက်ကလည်းဟောလိဝုဒ်ကိုပြန်လည်စားချေဖို့စီစဉ်လိုက်ပါရင် တစ်ဖက်မှာတော့ Drew နဲ့ Gru တို့ကလည်းဒုံးပြန်နေမျိုးတွေကိုထွက်လာကြပြီးတော့ Drew ကသူ့ညင်လူဆိုလှုပ်ချင်စေပြန်ပေါ်အောင်လို့တကြားလုံးကားက Lollipop နှစ်ချောင်းခိုးလာလိုက်ပါအဲ့ဒီအချိန်မှာပဲရဲရဲကသူတို့နောက်ကိုလိုက်လာတာကြောင့် group ကလေသူ့ရဲ့လူစိုးအရေးချင်းကိုပြန်တုံးတဲ့အနေနဲ့ကားကိုမောင်းပြေးလိုက်ပါသူကလမ်းကြားရဲကဝတ်တော်ရဲကိုမောင်းပြေးတာကြောင့်ရဲရဲကလည်းဝတ်တွေနဲ့တိုက်မိကုန်ပြီးတော့အဲ့ဒီဝတ်တွေကိုပဲစီးပြီးတော့သူတို့နောက်ကိုဆက်လိုက်ခဲ့ကြပါအဲ့ဒါကြောင့် group ကလည်းကားမှာရှိနေတဲ့မြေတူးတဲ့အချွန်ကြီးကိုထုတ်ပြီးတော့မြေရောက်ကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပါသူတို့ရှင်ပြန်ကရေမှုတ်ဘော်ရီကိုပာနေတာကြောင့် မြစ်တစ်ခုမှာပြန်ပေါ်လာခဲ့ကြပါ යි တဖက်မှာတော့မင်းနီယန်လေးတွေကသူတို့ဟာသူတို့ရဲ့မျိုးတဲကိုမှနှဲ့နေအောင်လို့လမ်းလျှောက်သွားနေကြပါ යි သူတို့ကပင်မနေပြီးတော့ဘိုက်ဆာနေတာကြောင့်အနာကပီဇာဆက်ပိန်းဖြတ်သွားတဲ့အခါမှာတော့အဒီနာကိုအုပ်စုလိုက်ကြီးကိုပြေးလိုက်ကြပါတော့ရင်ပြေးလိုက်ကြပြီးတော့သူတို့ကပြားစက်ယုံဝင်ပေါက်ကိုဖြတ်မိသွားခဲ့ကြပါ යි ပြားစက်ယုံရဲ့လုံခြုံရေးကလည်းသူတို့ကိုဖမ်းဖို့ကိုလိုက်တာကြောင့်မင်းနီယန်လေးတွေကလည်းတွေးတဲ့တကားပေါက်ထဲကိုဝင်ပြေးလိုက်ကတချင်းစုပြိုင်ပွဲစင်ပေါ်ကိုရောက်သွားခဲ့ပါ යි သူတို့ကဆိုတက်တဲ့တခြင်းကိုဆိုလိုက်ကြပြီးတော့သူတို့တခြင်းကိုဒိုင်နိုယောပရိသတ်တွေရောအားလုံးကအရန်ကိုကြိုက်သွားကြပေမဲ့လို့ပွဲပြီးတာနဲ့မီနီယံလေးတွေအားလုံးကလည်းအဖမ်းခံလိုက်ရပါရင်ဂရုနဲ့ဒရူတို့ကလည်းကမ်းခြေတစ်ခုမှာသူတို့အင်ဂျင်တွေချအောင်လို့လှန်ထားရင်းနဲ့စကားပြောနေကြပါရင်ဒရူကလည်းဂရုကိုသူ့လိုချင်တဲ့ပစ္စည်းတစ်ခုခုရှိရင်သူနဲ့တူတူဓမြတိုက်ဖို့ကိုကန်လန်လိုက်ပါရင်ဂရုကလည်းဖိုးတန်စိန်တုံးကြီးတစ်ခုကိုလိုချင်တာကြောင့်အဲ့ဒါကိုဓမြတိုက်ကြမယ်လို့ပြောလိုက်ပြီးတော့ဒရူကလည်းလက်ခံလိုက်ပါရင် သူတို့ကအောင်ပွဲခံတဲ့အထိမ်းမှတ်နေနဲ့သူမိန်းမနဲ့ကလေးတွေကိုစားလို့ရအောင်လို့သူတို့နှစ်ယောက်ဝယ်စားလေလိုက်ကြပါရင်ညစာစားတဲ့ချိန်မှာတော့ဂျူးနဲ့ဂရူတို့ကလည်းတယောက်တစ်ပုံစီကိုမှဟန်ဆောင်ကြပြီးတော့ကလေးတွေအားလုံးကလည်းအမှန်တိုင်းကိုတည်နေကြပြီးသူတို့နှစ်ယောက်ထဲဘယ်သူမှမတည်ဘူးဆိုပြီးတော့ဆက်ဆာနေကြပါရင်သူတို့စကားပြောနေတော့မှပဲအက်ကနစ်ကနောက်တနည်းမနဲ့မှဆော့ဆော့ထပြီးတော့ယူနီကွန်းကိုသွားရှာနိုင်အောင်လို့ဆော့ဆော့အရာဝင်လိုက်ပါရင်ရန်နေငယ်ကြပြီးတဲ့နောက်မှာတော့ထောင်ထဲကနေပြီးတော့မီနီယန်လေးတွေကထောင်ထဲမှာအင်အားကြီးဆုံးဖြစ်နေကြပြီးတော့အစိုးဆုံးထောင်သားတွေတောင်မှသူတို့ကိုသွားမရှုပ်ရဲကြပါဘူး မဲလ်ကလည်းရေချိုးနေရင်လည်းသူနဲ့ဂရုတို့ပျော်ရွှင်နေခဲ့တဲ့အချိန်တွေဂရုကသူတို့ကိုလိုအပ်တဲ့အချိန်တိုင်းကိုရှိနေပြီးတော့ကူညီပေးခဲ့တာတွေကိုတတိယသွားခဲ့ပါတယ်။အဲဒါကြောင့်မဲလ်ကလည်းမီနီယံလေးတွေအားလုံးကိုထောင်ဖောက်ပြီးတော့ဂရုစစ်ကိုပြန်ကြမယ်လို့ပြောပြီးတော့အောက်ဘက်ခံလိုက်ကြပါတယ်။ဘရက်ကတော့သူ့ရဲ့လက်စားချေတဲ့အစီအစဉ်ကိုဘယ်လိုစားရမလဲသိရလို့အရင်ကသူရိုက်ခဲ့တဲ့အစီအစဉ်ကိုပြန်ကြည့်လိုက်ပါတယ်။အပိုင်းတစ်ပိုင်းမှာတော့သူက PK တနက်နဲ့မျိုးရဲ့နေရာတိုင်းကိုပြစ်ပြီးတော့မျိုးတစ်ခုလုံးကိုလေးဘောလင်းသွားအောင်လို့လှုပ်လိုက်တာပဲဖြစ်ပါတယ်။ ်ဘရက်ကတော့အကြံရသွားခဲ့ပြီးတော့သူ့ရဲ့လက်ထောက်ဆက်ယုတ်ကလစ်ကိုအစီအစဉ်စားဖို့ကိုပြောလိုက်ပါတယ်။တစ်ဖက်မှာတော့အက်ကနစ်နဲ့အီတစ်စတိုးကလည်းယူနီကွန်ကိုရှာဖို့ခရစ်ကစ်တောအုပ်ထဲကိုရောက်လာခဲ့ကြပါတယ်။အက်ကနစ်ကတော့သူ့ရဲ့ဂျိုးပုတ်ထဲကကြားလုံးနဲ့အားလုံးကိုယူနီကွန်ကိုမျှဖို့ကြာတုံးတရုပ်ပေါက်ကိုတင်ထားခဲ့ပြီးတော့သူတို့ကတော့ပုံနေလိုက်ကြပါတယ်။ဂရုနဲ့ဒရူတို့ကလည်းဘရက်ရှိတဲ့နေရာကိုဖောက်ဝင်ဖို့ကိုအစီအစဉ်ဆွေးနွေးကြပြီးတော့ဘရက်ကတော့သူ့ရဲ့နေရာကိုအစင်းမြင့်နီးပညာတွေနဲ့ကောက်ွယ်ထားတာကြောင့်ရေချောင်းကနေဝင်ရင်ဒုံးကြီးအပြစ်ခံရနိုင်တယ်လို့ဂရုကတော့ပြောပြလိုက်ပါတယ်။ သူတို့ကရေချောင်းနဲ့လာပြီးတော့တင်မောနဲ့ဝင်ရင်တောင်မှအောက်မှာစူးကျွန်တွေအများကြီးရှိတာကြောင့်ထိမိပြီးတော့တင်နိုင်တယ်လို့လည်းပြောလိုက်ပါတယ်။အန်နီအများရာကြောင့်ဂျူးကိုရင်ပေါ်မှာပဲနေခဲ့ခိုင်းပြီးတော့ဂရူကတော့သူ့ရဲ့အထဲကိုဝင်ပြီးတော့စင်ကိုလိုက်မယ်လို့ပြောလိုက်ပါတယ်။နိုင်နေငယ်ကြာပြီးတဲ့နောက်မှာတော့နီကိုကလည်းအင်ရှိကိုရလာခဲ့ပြီးတော့မာကိုကိုစစ်ဆက်တောင်းရက်နဲ့အနေနဲ့ဝက်ကလေးတစ်ကောင်ကိုပေးလိုက်ပါတယ်။လူစီကလည်းကလေးတွေကိုကြည့်ပြီးတော့ရင်ပေါ်နေကြပြမယ်လို့မာကိုကလန်သွားတာကြောင့်သူကိုညင်ပြီးတော့ထွက်သွားခိုင်းလိုက်ပါ යි အဲ့ဒီအချိန်မှာပဲနီကိုရဲ့အမေကရောက်ရှိလာခဲ့ပြီးတော့သူ့သားကိုညင်လို့မာကိုကိုရန်လာတွေ့လိုက်ပါ යි လူစီကတော့သူ့သမီးကိုရန်တွေးတဲ့အတွက်ကိုမှဒေါသထွက်သွားခဲ့ပြီးတော့နီကိုရဲ့မိကိုပြန်ရန်ဖြစ်ပြီးတော့ထွက်သွားဖို့ကိုပြောလိုက်ပါရင်အိမ်ထဲကိုပြန်ဝင်လာတဲ့ခါမှာတော့မာကိုကသူ့ကိုကာကွယ်ပေးခဲ့တဲ့အတွက်ကိုလူစီကိုဖတ်လိုက်ပြီးတော့လူစီကလည်းသူ့ပထမဆုံးအနေနဲ့အမေကောင်းပီတာပြီးဆိုပြီးတော့ပြောနေခဲ့ပါရင်လူစီကလည်းအဲ့ဒီအကြောင်းကိုဂရုကိုပြောပြဖို့သွားပေမဲ့လို့ဂရုနဲ့ဒရူတို့ကလည်းဝစ်စုံတက်ဝစ်ပြီးတော့ရင်မြန်းနဲ့ထွက်သွားတာကိုမြင်လိုက်ရပါရင်တောက်ထဲမှာတော့အက်ကနစ်ကလည်းအချိန်နှင်းငယ်ကြားတဲ့ထိပ်ကိုမှယူနီကိုတကောင်မကိုမတွေ့ရတဲ့အတွက်စိတ်ညစ်နေခဲ့ပါရင် ဒီတကသူ့ကိုအိမ်ပြန်အောင်လို့ဖြောင်းပြဖို့ကြိုးစားပေမဲ့လို့ရုတ်တရက်မထင်မှတ်ထားတာတခုဖြစ်သွားခဲ့ပါတယ်။ခြုံထဲကနေဆေးလေးတစ်ကောင်ကထွက်လာခဲ့ပြီးတော့သူတို့ချထားတဲ့တကြားလုံးတွေကိုစားလိုက်ပါတယ်။ဆေးကလေးကဂျိုတချောင်းနဲ့ပါတာကြောင့်အက်နစ်ကလည်းယူနီကွန်လို့ထင်သွားခဲ့ပြီးတော့ဣတကလည်းသူ့ရဲ့ညီမအပျော်ကိုမဖျက်ဆီးကြင်လို့ဘာမှမပြောဘဲနေလိုက်ပါတယ်။ဂရူနဲ့ဒရူကလည်းသူတို့အစီအစဉ်တိုင်းကိုလှုပ်ချဖို့တောင်းနေကြပြီးတော့ဒရူကလည်းစိန်ကိုခိုးပြီးရင်အရန်ကိုချမ်းသာသွားတော့မှဆိုပြီးတော့ပြောနေခဲ့ပေမဲ့လို့ဂရူကတော့ AVM မှာသူ့ရာထူးပြန်ရအောင်လို့စိန်ကိုပေးဖို့အတွက်ကိုတွင်းနေခဲ့မိပါတယ်။ အဆောင်ရှိရောက်တဲ့ခါမှာတော့ဂရုကလည်းအပေါ်ကိုတွေ့တက်လိုက်ပြီးတော့ဂရုကလည်းသူကြီးစကားကိုနားမထောင်ပဲနဲ့ဂရုနောက်ကိုလိုက်လာခဲ့ပါဒါပေမဲ့လို့သူ့မှာလူဆိုးတွေ့ကြုံမရှိတဲ့အတွက်ကိုမှတလဲရီဖြစ်နေခဲ့ပြီးတော့လုံညိုရေးစနစ်တွေစီမှာမိမလို့ဖြစ်သွားခဲ့ပါဒါပေမဲ့လို့ဂရုကတော့သူ့ကိုကူညီလိုက်ပြီးတော့သူတို့နှစ်ယောက်စလုံးအဆောင်အုံရဲ့ပိုင်လိုင်းတွေကိုဝင်သွားကြပါထောင်ထဲမှာတော့မီနီယံလေးတွေကထောင်ထဲကနေထွက်ပြေးဖို့အတွက်ကိုပစ္စည်းတစ်ခုကိုတီထွင်နေကြပါသူတို့ကပစ္စည်းထွင်ဖို့လိုအပ်တဲ့ခုံတွေအင်တာရီပန်ကာတွေအဝိရှော့ဆက်တွေနဲ့အဝိတွေကအစားကိုမှယူလာခဲ့လိုက်ကြပါသည် သူတွေကထွက်ပြေးဖို့ရှင်ကိုတီထွင်ပြီးတဲ့နောက်မှာတော့ဂရုစီကိုတွားဖို့အတွက်ကိုလှုပ်လိုက်ကြပါရင်တစ်ဖက်မှာတော့ဂရုတို့ကလည်းကံမကောင်းစွာနဲ့ဘရက်ရဲ့အိမ်ခန်းထဲကိုရောက်လာခဲ့ကြပြီးတော့ဘရက်လက်ထဲကစိန်တုံးကိုယူဖို့ကိုလှုပ်လိုက်ကြပါရင်သူတို့ကတယောက်နဲ့တယောက်လူပြီးတော့ယူဖို့ကိုလုံနေကြတော့မှလည်းဂျရုကလည်းအယုတ်တခုကိုတက်နေမိတာကြောင့်အတန်ထွက်ပြီးတော့ဘရက်ကလည်းနှိုးသွားခဲ့ပါရင်ဘရက်ခန်းထဲကနေကိုထွက်သွားတဲ့နောက်မှာတော့ညီကိုနှစ်ယောက်ကသူ့နောက်ကကိုလိုက်သွားကြပြီးတော့ဘရက်ပုံတူအယုတ်လေးတွေများကြီးကိုတွေ့သွားခဲ့ပါရင် ဲဒီနောက်မှာတော့သူတို့တွေကလည်းပီကယ်ရီများကြီးကိုမှထုတ်နေတဲ့နေရာကိုတွေးလိုက်ရပြီးတော့ဘရက်ကလည်းသူလက်စားချေဖို့အတွက်အဲ့ဒါတွေကိုပြင်ဆင်ထားတာပဲဖြစ်ပါတယ်။ဂျူးကလည်းပီကယ်တစ်ခုကိုခိုးစားလာခဲ့ပြီးတော့အဲ့ဒီပီကယ်ကတဖြည်းဖြည်းကိုကြီးလာတာကြောင့်ဘရက်ကလည်းသူတို့ကိုမိသွားခဲ့ပါတယ်။ဒါပေမဲ့လို့ဂျူးရဲ့ပစက်ထဲကပီကယ်နဲ့ဘရက်ကိုဖမ်းလိုက်တာကြောင့်ဘရက်ကလည်းအံ့ဩသွားခဲ့ရပါတယ်။ဂရူကသူ့ရဲ့လက်ထဲကစိန်နှုန်းကိုယူလိုက်ပြီးတော့ဘရက်ပေါ်တူအယုတ်လေးတွေကသူတို့နောက်လိုက်နေတာကြောင့်ညီကိုနေရာစလုံးကလည်းထွက်ပြေးလိုက်လာကြပါတယ်။ သူတို့ကအဆောင်အုံတွေကလွတ်မြောက်သွားပေမဲ့လို့တိုက်ပေါ်ကနေကြပြီးတော့အောက်ကအီယာမဆူးရင်တွေကိုထုံးမိမလို့ကိုဖြစ်သွားခဲ့ပါရင်လူစီကတော့အချိန်ကြိုက်ပဲရရှိလာခဲ့ပြီးတော့သူတို့နှစ်ယောက်စလုံးကိုကယ်သွားခဲ့ပါရင်ဟယ်လီကော်ပတာရောင်းမတော့ဒရူးကလည်းခရူကစိန်နှုံးကို AVSC ကိုပေးဖို့ခိုးတယ်ဆိုတာတီးသွားတဲ့တွက်ကိုမှတစ္ဆာဖောက်ခံရတယ်လို့ခန့်စားလိုက်ရပါတယ်။အိမ်ပြန်ရောက်တဲ့ခါမှာတော့ဒရူးကလည်းစိန်နှုံးကိုသူတို့တူတူပူးပေါင်းခဲ့တဲ့ပထမအုပ်ဆုံးရာဇဝတ်မှုအနေနဲ့တင်ထားဖို့ကိုပြောပြီးတော့စိန်နှုံးကိုလူလိုက်ခဲ့ပါတယ်။ ဒါပေမဲ့လို့သူတို့ကရန်ဖြစ်လိုက်ကြပြီးတော့ group ကလည်းသူစိန်တော့ AVL ကိုပဲပေးရမယ်ဆိုတဲ့အတွက် group ကလည်းသူတို့ခူးကဆပြီးတော့ညီကိုမဟုတ်တော့ဘူးလို့ပြောလိုက်ခဲ့ပါ යි group ကလည်းအင်ရှိကိုထွက်လာခဲ့ပြီးတော့အရှိမှာတော့ acne ကသူ unicorn လေးရလာတယ်လို့ပြောလိုက်ပါ යි group ကလည်းသူ့ရဲ့သမီးကိုအဲ့ဒါက unicorn မဟုတ်ပဲနဲ့စိတ်လို့ပြောလိုက်ပေမဲ့လို့ acne ကတော့အပြော်မပြတ်ပဲနဲ့သူကကဘာပေါ်မှာအကောင်းဆုံးစိတ်လေးကိုရလာတာလို့ပါပြောလိုက်ပါ යි အဲ့ဒီအချိန်မှာပဲလူစီကရောက်ရှိလာခဲ့ပြီးတော့ group လက်ထဲကစိန်နှုန်းကိုယူသွားလိုက်ပါ යි သူကတော့ group ကိုအထုပ်တွေသွားတက်ခိုင်းပြီးတော့ကလေးတွေကိုတော့သူနဲ့တူတူရင်ပေါ်ကိုခေါ်သွားခဲ့ပါတယ်။ရင်ပေါ်ရောက်တဲ့အခါမှာတော့ Lucy ဟန်ဆောင်ထားတဲ့ Brad ကလည်းမျက်နှာဖုံးကို ချွတ်လိုက်ပြီးတော့ကလေးတွေကိုအိမ်ပြန်မပို့ဘဲနဲ့ Hollywood ကိုခေါ်သွားခဲ့ပါတယ်။တခါမှာတော့ group ကလည်းသူမိမပီရိုထဲမှာဖမ်းခံထားရတာကိုတွေ့သွားခဲ့ပြီးတော့ကလေးတွေကို Brad ဖမ်းသွားတယ်ဆိုတာကိုသိသွားခဲ့ပါတယ်။သူတို့ကကလေးတွေကိုကယ်ဖို့ဒရုကိုအကူအညီသွားတောင်းလိုက်ပြီးတော့ဒရုကလည်းသူ့ရဲ့တူမလေးကိုကယ်ဖို့သဘောတူလိုက်ခဲ့ပါတယ်။ သူတို့တုံယောက်ကရင်ပေါ်ကိုတက်လိုက်ကြပြီးတော့ group ကလည်းသူလိမ်မိခဲ့တာတွေအတွက် true ကိုတောင်းပန်လိုက်ခဲ့ပါ යි ။ Mel နဲ့ Minion လေးတွေကလည်းသူတို့ boss ကိုတွေ့သွားတဲ့အတွက်ကိုမှအနောက်ကနေလိုက်သွားကြပါ යි ။ Bray ရဲ့ပုံတူအီယာမယိုကြီးကလည်း Lost Angel ရဲ့ပင်လယ်ထဲကနေကိုပေါ်လာတာကြောင့်လူတွေအားလုံးကလည်းလန့်သွားခဲ့ရပါ යි ။သူကလမ်းမှာရှိသမျှအရာတိုင်းကိုဖျက်ဆီးလိုက်ပြီးတော့အီယာမပီကယ်ရီနဲ့ပြစ်လိုက်ပါ යි ။ပြီးတော့သူက group ကိုအာယုံလွှဲလို့ရအောင်လို့ကလေးတွေကိုတိုက်တခုရဲ့အစွန်းမှာထားခဲ့ပါ යි ။ ဟောလိဝုဒ်ဆိုင်ဘုတ်ကိုဖျက်ဆီးပြီးတဲ့နောက်မှာတော့ဘရက်ကအဝေးကနေပူပေါင်းဖြစ်နေတဲ့မြို့ကြီးကိုကြည်နေခဲ့ပါတယ်။ဂရုရှင်ကလည်းအဲ့ဒီကိုရောက်လာခဲ့ပြီးတော့လူစီကသူ့ရဲ့ကလေးတွေကိုကယ်ဖို့လင်းရင်ပေါ်ကနေကိုခုံဆင်းသွားခဲ့ပါတော့တယ်။သူကတော့ပီကယ်ပူပေါင်းနေပေါ်ပြေးပြီးတော့ကလေးတွေကိုခေါ်ဖို့သွားလိုက်ပါတယ်။ဂရုနဲ့ဒရူကလည်းဘရက်ကိုဖမ်းဖို့အတွက်ကိုသူတို့ရင်ပေါ်ကဒုံးကြီးတွေနဲ့ပြစ်လိုက်ပြီးတော့ဘရက်ပုံတူအီယာမိုက်ယုံကြီးကလည်းပြုတ်ကြသွားခဲ့ပါတယ်။ဒါပေမဲ့လို့သူကချက်ချင်းပြန်ထလာပြီးတော့သူ့ရဲ့ပုံတူအယုတ်လေးတွေနဲ့ ဂရုရိုရှင်ကိုတိုက်ခိုက်တာကြောင့်ရင်ပြက်ကျသွားခဲ့ပေမဲ့လို့ဂရုရိုညီကိုကတော့လွတ်သွားခဲ့ပါတယ်။ဘရက်ကတော့မြို့ကိုပျက်စီးအောင်လို့လေဆာနဲ့ပြစ်နေခဲ့ပြီးတော့လူစီကတော့ကလေးတွေကိုကက်တီလေးကိုမှကယ်နိုင်လိုက်ပါတယ်။မယ်ကတော့သူ့ boss ကိုကုဖို့မီနီယံလေးတွေအားလုံးကိုတိုက်ခိုက်ရေးစီစဉ်တွေချပေးလိုက်ပါတယ်။ဒရူကတော့သူ့ရဲ့ညီလေးစားမိခင်မခံရခင်အယုတ်ထဲကဆက်ကိုဖျက်ဆီးလိုက်ပါ යි အလုံးပြီးသွားပေမဲ့လို့ဘရက်ကအလျှော့မပေးသေးပဲနဲ့သူ့ဂီတာနဲ့တိုက်ခိုက်ဖို့လှုပ်လိုက်ပြီးတော့ဂရူကသူ့ရဲ့ဂီတာကိုယူဖို့အာယုံလွှဲတဲ့အနေနဲ့အကတိုက်ပွဲလှုပ်လိုက်ပါ යි ဂီတာရသွားတဲ့အခါမှာတော့ဂရူကလည်း ဘရက်အရင်တခါကသူ့ကိုအရှက်ကွဲအောင်လို့လှောက်တာကိုပြန်လက်စားချေတဲ့အနေနဲ့ဘရက်ကိုလွင့်ထွက်သွားအောင်လို့လှုပ်လိုက်ပိုင်းအလုံးပြီးသွားတဲ့နောက်မှာတော့ဒရိုးကလည်းအောက်ဘဲခံတဲ့အနေနဲ့သူ့ကိုကိုဖတ်လိုက်ပြီးတော့ကလေးရင်နဲ့လူစီပါရောက်လာပြီးတော့ဖတ်လိုက်ကြပါတယ်မီနီယံလေးတွေပါသူ့စီကိုကြားလာတဲ့ကြောင့်ဂရုကလည်းသူ့ရဲ့မိသားစုတွေစုံသွားတဲ့အတွက်အရန်ကိုမှပြောသွားခဲ့ကြပါတယ်အဲ့ဒီညမှာတော့သူတို့တွေကလည်းခေါင်းအုပ်တိုက်ပွဲဆော့လိုက်ကြပြီးတော့ ဒရူတို့ကလည်း AVM မှာအလုပ်ပြန်သွားရတာကြောင့်သူတို့အဲ့ရမဝင်ခင်ဒရူကိုဘာမှမလုပ်ဖို့ကိုပြောသွားခဲ့ပါ යි ။ဒရူတို့ထွက်သွားပြီးတဲ့နောက်မှာတော့ဒရူရာဆွေးမှုတစ်ခုကိုလုပ်ဖို့မီနီယံလေးတွေကိုခေါ်ပြီးတော့ထွက်သွားခဲ့ပါ යි ။ရင်ပြန်တန်ကြားလို့အလန်တရားနဲ့ကိုတိုက်ခိုက်ဖို့ထွက်လာကြတဲ့ဂရူနဲ့လူစီတို့ကလည်းဒရူရင်ပြန်မောင်းပြီးတော့ထွက်သွားတာကိုတွေ့ပေမဲ့လို့သူ့ကိုဖြစ်တဲ့အတွက်9မိနစ်လောက်အကြောပေးလိုက်ပါ යි ။ဒီနေရာလေးမှာပဲကျွန်တော်ရဲ့တင်ဆက်မှုလေးဟာလည်းပြီးဆုံးသွားခဲ့ရပါတယ်ခင်ဗျာ။ အခုလိုမျိုး animation ဆက်ကားကောင်းလေးတွေကိုစင်စဲမပြတ်ကြည့်ရှုနိုင်ဖို့ Matching Minute Channel လေးကိုလည်း like and subscribe လေးတွေလုပ်ထားပေးကြပါအောင်နော်။နောက်တနေ့မှာဆက်ကားကောင်းတွေနဲ့အတူတူ ပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။